ားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့အိမ်မြန်ရောင်းထွက်စေမဲ့ရရတခုမြောက်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီမိတ်ဆွေကသူရောင်းနေတာ တနစ်ကျော်ရှိပြီเนาะတနစ်ကျော်ရှိပြီရောင်းဝယ်တွေမတည့်ဘူးရောင်းဝယ်တွေပြတ်သွားလိုက်ဩတို့ကြဈေးမရလိုက်ဈေးနှိမ်လိုက်စပစ်ပေါ်တော့အကြောင်းမျိုးမျိုးကြောင့်ဩကိုကရောင်းညင်ပြီးတော့ဟိုကမရောင်းညင်လိုက်အဲ့လိုမျိုးတွေဖြစ်ပြီးတော့အကြောင်းမျိုးကြောင့်ကျွန်တော်တို့ပွဲတွေပြတ်သွားတာများပဲတနစ်ကျော်သွားတယ်ပေါ့နော်အဲ့ဒါဆရာပေါင်းဆရာတွေလည်း3-4ယောက်တော့အများကြီးပဲအစီအင်းတွေလည်းလုတ်ခဲ့ပြီးပြီးရရားတွေစုံနေလည်းလုတ်ခဲ့ပြီးပြီပေါ့နော်တို့ကဘယ်လိုဆရာတွေ10ယောက်လောက်နဲ့ကျွန်တော်အစီအင်းတွေဒဲတက်စင်တွေရရားတွေအများကြီးလုတ်ခဲ့ပြီးပြီအဲ့တော့အစီအင်းเนี่ยမဆုံးလားဆိုတော့မဟုတ်ပါဘူး အစီအနေကစွမ်းပါတယ်တခါကြလို့ရှိရင်စွမ်းတဲ့စီရင်ကကိုယ်နဲ့ဓာတ်တက်ခြင်းမှဓာတ်တက်တာကိုယ်နဲ့ကြီးကက်ခြင်းမှကြီးကက်တာညာကျွန်တော်တို့ကိုယ်နဲ့အစီအပြေခြင်းမှပြေတာပေါ့ဗျာပြောအဲ့တော့ကျွန်တော်တို့ကဟိုဆရာဘလောက်ဆွမ်းဆွမ်းကိုယ်နဲ့အစီအပြေတဲ့လူနဲ့တွေ့ဖို့တော့လိုသေးတယ်အဲ့တော့သူကလည်းပဲနော်သူကလည်းဆရာဆဲလို့ရှိတဲ့အစီအစဉ်မျိုးစုံဒိုက်တက်စီမျိုးစုံနဲ့ဆက်သက်ပြပါပြီအယောင်းဝင်တွေပြတ်သွားတာမျိုးအဲ့တော့ အဲ့တော့ရောင်းမဲ့နေရတဲ့ဈေးကနည်းနည်းများနေတော့အဲ့တော့ဝယ်မဲ့လိုရတဲ့နည်းနည်းလေးတွန့်သွားတယ်တူပါတယ်အဲ့ဒါမျိုးလေးသူရောင်းလဲလဲဖြစ်နေကြပါပြီအဲ့တော့ကျွန်တော်တွေပြီးခဲ့တဲ့လလောက်ကတော့ကျွန်တော်စီကိုလမ်းလမ်းမိတယ်ပေါ့နော်အဲ့လိုပဲရောင်းခြင်းလို့အဲ့ဒါဒီပေါ့နော်စီနေအချင်းလိုပါဆိုတော့သူတပြောတော့ကျွန်တော်သူ့ကိုမေးတယ်ဟုတ်လားအဲ့တော့ ဘလောက်ကြာပြီလဲအဲ့တော့ဘယ်ဆရာနဲ့လုတ်ပြီးပြီတဲ့ဘာအစင်လုတ်ပြီးတဲ့ဆိုတော့လူတယောက်ကိုကျွန်တော်တို့ကရေရရလေးပြင်းလို့မယ်ဆိုရင်သူကအရင်ဘယ်ရရလေးလုတ်ထားလဲဆိုတော့အရင်ပြရတယ်ဗျတော်ကြသူလုတ်ပြီးသားဟာပြန်ပေးမိမှလဲစိုးရင်ရတယ်ပေါ့နော်ဒါကြောင့်မလို့သူကရေရရဆုံးဆုံးတော်မြောက်လုတ်ပြီးပြီကျွန်တော်ပေးစရာတော့မလိုတော့ဘူးသူလုတ်ခဲ့ရေရရတဲ့တော်တော်ကိုများနေပြီအဲ့တော့ကျွန်တော်တို့ကဘာဘာလုတ်ရလဲဆိုတော့အဲ့လိုချင်းနေမျိုးနေမှာကျွန်တော်တို့ကဒီပိုင်ရှင်ပေါ့နော်အဲ့တော့ပိုင်ရှင်ကိုတစ်ချက်ပြန်ကြည့်ရတယ်ပိုင်ရှင်ရဲ့ကံမှာ ဝင်ငွေတွေအများကြီးမြောက်များစွာလက်ခံနိုင်မဲ့အခြေအနေတွေမရှိရင်လည်းရောင်းမထွက်တတ်သလိုအဲ့ဒီအိမ်မှာရှိတဲ့အိမ်ဆုံးနဲ့ဝင်းဆုံးနဲ့ခြံဆုံးနဲ့အဆောက်ရှောက်နဲ့တွေကကိုယ့်ကိုချစ်နေရင်လည်းသုံးမဟုတ်နောက်လူလာမှကြောက်နေရင်လည်းအဲ့အိမ်တွေကရောင်းမထွက်တတ်ဘူးဒါတွေကကျွန်တော်ထက်တွေ့မယ်ပုံတော့အဲ့တော့ထက်တွေ့မယ်ဆိုတော့ကျွန်တော်ပထမဆုံးလော့မယ်ရတရားလေးကတော့အဲ့ဒီအိမ်မှာအိမ်ဘဝလေးမှာစာကလေးအိမ်လေးလေးချိတ်ဆွဲပေးရမယ်နံပါတ်1 ။စာကလေးအိမ်လေးလေးချိတ်ဆွဲပေးရမယ်။နမနစ်ပိုင်ရှင်ကိုတိုင်းအဲ့အိမ်ဖျားမှာမကျွန်တော်တွေငပြောသီးစွန်းလေးလေးကတ်လူပေးရတယ်။ငပြောသီးအဖိလိုက်လေးရတယ်။တလုံးချင်းလေးရလဲချဲတယ်လို့ကတ်ပါ။အဲ့တော့တခုတော့ရှိရပါတော့ကျွန်တော်တို့ခွာပြီးကတ်ရင်ပိုကောင်းတာပေါ့အဲခွာပြီးခွာလိုက်မယ်ငပြောသီးကိုခွာလိုက်မယ်ခွာပြီးရောတရားဖြူပြီးရောဖះကိုကတ်ပြီးရောဆူတောင်းမယ်ငါပိုင်ရှင်ကိုယ်တိုင်လော့မနော်ရောင်းမဲ့သူကိုယ်တိုင်ပေါ့ โอเคရောင်မင်းဒီကိုတိုင်းလုံးမယ်လုံးပြီးပြီဆိုတာနဲ့ကျွန်တော်တို့တွေအင်ရှင်ပါဝါကိုသွားတယ်အင်ရှင်ပါဝါကိုသွားပြီးတော့ဘဲဘက်ညာဘက်မှာအမွေးဆုံးအကောင်းဆုံးဆိုတဲ့အမွေးတိုင်ကိုသုံးမယ်အဲ့တော့အမွေးဆုံးအကောင်းဆုံးဆိုတဲ့အမွေးတိုင်အရန်အမွေးတဲ့အမွေးတိုင်ကိုကျွန်တော်မနက်တတိုင်းညနေတတိုင်းပေါ့နော်မနက်စောစောတတိုင်းလေးမှာထုံးတယ်ညနေနေဝင်မနာတဲ့တတိုင်းထုံးတယ်အဲ့တော့ထုံးပြီးတော့ဘာလေးဆူတောင်းနေဆိုတော့တော့ဒီအိမ်တွင်းမှာဒီနေရာမှာရှိတဲ့အဆောက်အအုံနှက်ကောင်းနှက်မြက်အဲဝင်းဆောင်နှက်ချဆောင်နှက်ကိုပူဇော်ပါတယ်အဲ့တော့ကျွန်တော်တို့ ဒီမြေချံရောင်းထုတ်မြန်သွန်းကူညီပေးပါပိုင်ရှင်မြန်မြန်ခေါ်ပေးပါဇီကုံရောက်ကူညီပေးပါဆိုပြီးတော့ကျွန်တော်အဲ့လိုမျိုးလေးစူတောင်းပြီးတော့လှုပ်ပေးတယ်ကျွန်တော်ကိုယ်နဲ့စူတောင်းပြီးလှုပ်ပေးခဲ့တာပါအဲ့ဒါလေးကိုကျွန်တော်တပတ်တိတိရက်ရက်မပြတ်ဘူးမနဲ့တစ်ချိန်ညနဲ့တစ်ချိန်ကျွန်တော်ကိုယ်နဲ့လှုပ်ပေးတယ်အဲ့တော့ပိုင်ရှင်ကိုယ်နဲ့လှုပ်လေရပါတယ်ပေါ့နော်အဲ့တော့ပိုင်ရှင်ကိုယ်နဲ့လှုပ်မဲ့ဟာလေးရတယ်ခုနကကျွန်တော်ပြောသလိုပဲအင်ရှေပါဝါလေးမှာစာကလေးအင်လေးလေးချိန်ပေးမယ် ပြီးလို့ရှိရင် အိမ်အိမ်မအိမ်ဖျားကိုငပြောသီးတရားငပြောသီးကိုတရားဖြူပြီးတော့အိမ်ဖျားကိုကတ်ပေးရမယ်အဲ့တော့အပြင်မှာလည်းခလေးလေးတွေကိုငပြောသီးဌာနလေးမကြာခဏပြုလုပ်ပေးမယ်ရဟန်းတန်ဃာလေးတွေကိုလည်းငပြောသီးမကြာခဏအဖိလိုက်ဖြစ်စေအလုံးလိုက်ဖြစ်စေရဟန်းတန်ဃာတွေကိုမကြာခဏဝေပေးမယ်ဘာသာကြဖြစ်တဲ့မိတ်ဆွေများတော့ငပြောသီးဌာနပြုမယ်ပေါ့ဗျာ အဲ့လိုမျိုးလေးလေးလှုပ်ပေးမယ်ဒါမဲ့ကျွန်တော်ကျွန်တော်ဟိုလှုပ်ပေးခဲ့တဲ့လူကတော့လူဆုံနေပုံနော်ခရစ်ယာန်တွေရော ကျွန်တော်တွေအစ္စလမ်တွေရောဟိန္ဒူတွေရောဗုဒ္ဓဘာသာတွေအစုံပါပဲဗျအဲ့တော့တရားတော့ကျွန်တော်ကျွန်တော်ကျွန်တော်မိတ်ဆွေများလည်းကိုယ်တိုင်ကိုကြလှုပ်လို့ရတယ်နီးလေးကိုမြောက်ပေးတော့ပါအဲ့တော့အမွေးတိုင်းကိုမနေ့တိုင်းညနေတိုင်းထုံးမယ်မွေးတော့ကောင်းတော့ရာလေးကိုသုံးမယ်အဲ့တော့ထူမီတိုင်းမှာအဲ့တော့ကျွန်တော်တို့ဒီဒီမှာရှိတဲ့ခြံစုံနဲ့ဝင်းစုံနဲ့ကို ကျွန်တော်ဒီအမွေးနဲ့တန်နဲ့ပူဇော်ပါတယ်အဲ့တော့ဒီအိမ်ဒီချံအမြန်ရောက်ထွက်အောင်ကုညီဆောင်းမပေးပါဈေးကောင်းရအောင်လည်းကုညီပေးပါဆိုပြီးတော့အဲ့လိုမျိုးလေးထုံးမယ်အဲ့ဒါလေးကိုတပတ်တိတိထုံးမယ်အရေးကြီးရင်တော့နပတ်တိထုံးမယ်ဗျာကျွန်တော်တို့ကတော့တပတ်တိတိပဲထုံးထုံးလိုက်ရတယ်အဲ့လိုလေးကျွန်တော်ထုံးပေးတယ် ပြီးနောက်တစ်ခုကတော့ပြီးရင်တော့ကျွန်တော်အဲ့အိန်ရှင်နာမှာရှိတဲ့အိန်ရှင်အပင်ပေါ့နော်ချန်ပီယံနာမှာရှိတဲ့အပင်တပင်ဘာပင်မဲနေနေရအိန်ရှင်တနေရာကိုသွားမယ်သွားပြီးတော့တစ်ကိုင်းလင်းတစ်ကိုင်းဘာကိုင်းနေနေရနော်ဘာပင်နေနေရတဲ့အိန်ရှင်ကမရှိလဲအိန်ဘေးနာသွားအစင်ပြတဲ့နေရာခူးလာလို့ရတယ်အဲ့တော့တစ်ကိုင်းလင်းတစ်ကိုင်းနဲ့ကျွန်တော်တို့ရဲ့အိန်ဘဝတွေအိန်ရှင်တွေအိန်နေတွေကိုရိုက်မှာဖြစ်ပါလေဘလို့ပြောပြီးရိုက်မလဲဆိုတော့အုံအနိစ္စထွက်အုံဒုက္ခထွက်အုံအနတ္တထွက် အုံနေစာထွက်အုံဒုက္ခထွက် အနတ္တထွက်အနေစာထွက်ဒုက္ခထွက်အနတ္တထွက်ဆိုပြီးတော့အဲ့ဒီအိမ်နေရာလေးတွေအိမ်ရှိခြံတကားတွေအိမ်အတက်စင်အပဝါတွေလေကားတွေအဲ့ဒါလေးကိုရိုက်ရိုက်ပြီးတော့ပိုင်ရှင်ကိုယ်တိုင်ပေါ့နော်ပိုင်ရှင်ကိုယ်တိုင်ရိုက်ရိုက်ပြီးတော့ကျွန်တော်တို့စူတောင်းအဲ့လိုရိုက်ပြီးတော့ပြောပေးမှဖြစ်ပါတယ်ဒါတော့ကျွန်တော်ကိုယ်တိုင်လုတ်ပေးကြတာပေါ့နော်ပိုင်ရှင်လည်းသူ့ဘေးမှာရှိပါတယ်ပိုင်ရှင်ကိုယ်နဲ့လုတ်ခိုင်းတယ်ကျွန်တော်လည်းလုတ်ပေးတယ်ပေါ့နော်အဲ့လိုမျိုးလေးလုတ်ပေးပါ အဲ့ဒါလေးလုတ်ပေးခြင်းအားဖြင့်ကျွန်တော်တို့ရေစိတ်မကြခင်တွင်းမှာပဲနံပါတ်တွင်းမှာပဲရောင်းဝယ်မဲ့သူတွေရောက်လာတယ်။အဲ့ဒါဝယ်မဲ့သူတွေရောက်တာတဲ့ဈေးကောင်းရဖို့အတွက်ကျွန်တော်တွေပြောရဆိုရတော့မယ်။အဲ့တော့ဝယ်ဝယ်သူတွေရောက်လာမယ်ပွဲစားလေးရောက်လာမယ်။အဲ့တော့ရောင်းဝယ်တွေတဲ့တော့မယ်။ဒါဆိုရင်ဈေးကောင်းတွေရဖို့အတွက်အစီအပြေဖို့အတွက် လုံးမလေးတစ်ခုရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ကစောစောတုန်းကဖះမှာတင်ထားတဲ့ငမျောသီးတရားဆုံးရှိတယ်ဟုတ်အဲ့ဒါလေးကိုစားမှာအဲ့ဒါလေးကိုစွန့်ပြီးစားမှာစားပြီးတော့ပြောရမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်အပြောဆိုလေအောင်မြင်လို့ပြောဆိုရတာလဲလွယ်ကူလဲအစဉ်ပြေချောင်းမွေ့နေရောင်ထွက်စီပါတယ်ဗျကဲဒါလေးပါပဲအရန်လွယ်သောနီးလေးပဲဖြစ်ပါတယ်အဲ့တော့တခြားသောအစီအနေဓာတ်တက်စင်နဲ့တော့အများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်ဒီအခုကျွန်တော်ပေးတဲ့လူကအများကြီးလုတ်ခဲ့ပြီးပြီဆိုတော့ သေချာတယ်အဲ့ဒါတွေပေးဆွမ်းမမဟုတ်တော့ဘူးဒါကြောင့်မလို့ကျွန်တော်ဒီကျွန်တော်ဒီအမြင်နှမ်းပေါ့နော်ကျွန်တော်ရှာရှာပါပါသုံးနေကြအရေးပေါ်နီလေးတစ်ခုအဲ့ဒါလေးကိုဒီရတရာလေးကိုကျွန်တော်မရောက်ပေးလိုက်ပါတယ်ဗျကဲမက်ဆေ့ချ်နဲ့လက်တွေ့ဆန်းသက်လို့ရပါတယ်အရန်လွယ်ပါတယ်ကျွန်တော်နားမလည်အစနေပြန်ပြောပြပြပြမယ်ဗျပထမအဆုံးပိုင်ရှင်ကိုတိုင်းကိုရဲ့အိမ်ရှိကိုရဲ့ခြံရှိလေးမှာစိုက်ကလေးအိမ်လေးချိန်ပေးမယ်စိုက်ကလေးချိန်ပြီးတော့ကျွန်တော်တို့တွေငပြိုသီးစွန်း ဖះကိုလက်ကပ်မယ်ရဟန်းတန်ဃာတွေကိုလည်းဝေးမယ်ခလေးလေးလည်းပေးမယ်ငါပြောစီမကြခဏအလူဒါနလုပ်မယ်ဆိုပါတော့အဲ့ဒါလေးလုပ်ပေးမယ်လုပ်ပေးပြီးနော်အမွေးတော့ကောင်းတော့အမွေးတိုင်းတစ်ခုကိုကျွန်တော်တို့တွေအချံပွားရှိရှိပုံနော်ခြံတကားရှိမှဘေးဘေးနှစ်ဖက်လေးမှာထုံးပြီးတော့ကျွန်တော်တို့တွေဒီခြံဆောင်နဲ့အဲမြေမြေဆောင်နဲ့ဝင်းဝင်းဆောင်နဲ့ကို စီမီနဲ့ပူဇော်ပါတယ်။ဤချံဤမီဤရဲ့အမြန်ဆုံးရောင်းထွက်အောင်ကုညီဆောင်မှပေးပါ။ဇေကုံရောင်းလည်းကုညီပေးပါဆိုပြီးပြောမယ်။ဒါကိုလည်းကျွန်တော်နံပါတ်တိတိပေါ့နော်။အရေးကြီးနေနံပါတ်အရေးမကြီးနေတစ်ဖက်ပေါ့နော်။အဲ့ဒါမျိုးလေးထုံးပြီးတော့မနဲ့တစ်ချိန်ညနေတစ်ချိန်ထုံးပြီးပြောမယ်။ဆူတောင်းမယ်။အဲ့ဒါပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်ခုနပြောခဲ့လေအဲ့နီနာရှိတဲ့အကိုင်းတစ်ကိုင်းအပင်တစ်ပင်ကိုယူအကိုင်းတစ်ကိုင်းလည်းအရွက်တရွက်အစားပေးပေါ့နော်။အကိုင်းတစ်ကိုင်းလေးကိုချိုးလာပြီးတော့ကျွန်တော်တို့အချံပေါက်ကစားပြီးချိုးလာချိုးလာနေစားပြီးချံပေါက်ကအိမ်ပေါက်က အိမ်လေတွေပေါ့နော်ဟမ်အုံအနေစာထွက်ဒုက္ခထွက်အနတ္တထွက်တူပြီးရိုက်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 ပြီးတော့အထဲကိုဝင်လာပါဒီဟာလေးကိုလည်းမနဲ့တစ်ချိန်ညနေတစ်ချိန်လှုပ်ပြီးရိုက်ပြီးဒါလေးကိုအဲ့ဒါလေးအကုန်လုံးပေါင်းလုံးလို့ရတယ်နော်ဒါလေးလှုပ်ပြီးချင်းပြင်းနှစ်ပတ်တွင်းမှာထူချပါတယ်ဗျစံတက်ကြည့်နေမှာလဲကဲမင်းဆွေအားလုံးလည်းကိုအိမ်ချမ်းနေမြေတွေအမြန်ဆုံးရောင်းထွက်နိုင်ပါစေဈေးကောင်းရပါစေလူတန်းတွေလုံးနေပါစေစီမီလည်းလမ်းစဉ်စခွဲနေပြီးအပိတ်ကပေါင်းပြအားလုံးကျေးဇူးတင်ပါတယ်ဗျလိုအပ်တဲ့လေးလည်းမေးခဲ့လို့ရပါတယ်ဗျ